ไปย่อดูวภิสีทธิ์อภิมรวาปฏิลิทาไม่มีรู้เซฟวิูดปฏิทาจีนีโตมา ခန္ဓာသဘာဝတရားတို့ဘယ်အခါမှသူ့အသွားမရက်တာတွေ့တာပင်ကိုပဲသဘာဝတရားတွေကသူ့ရဲ့လမ်းကြောင်းအတိုင်းပုံမှန်သွားတာ ဒါမရှိမကြည့်လို့မသိတဲ့ပုဂ္ဂိုလ်တွေကငါကောင်သူကောင်မိမောက်ကြချက်သဘာဝရဲ့ပုံမှန်ကိုသိလာတော့တခြားစီဖြစ်လာမိမောက်ကြပုဂ္ဂိုလ်သတ္တဝါသက်္ကာတိချင်မှုပါသဘာဝတရားနဲ့

ခန္ဓာကိုယ်မှာပုံဟာမျိုးမျိုးနဲ့ပြောင်းလဲနေတယ်ပေါက်ပြန်နေတယ်ပျက်စီးနေတယ်ဒါတွေပဲရှိအခိုင်မာထင်ရလောက်တဲ့သဘောလည်းဘာမှမရှိအကောင်အထည်မှတ်ရလောက်တဲ့သဘောလည်းဘာမှမရှိ မှန်ကန်တဲ့သဘောဝတရားအရှိကိုမိမိတို့ကသိညာသက်ဝင်ပြီးတော့ဒီအရှိအတိုင်းသဘောဝတို့ပြောင်းလဲပျက်စီးနေတာဟုတ်ဒီအသည့်အတိုင်းကြာကြာသိနေမယ်အဆက်မပြတ်သိနေမယ် 有你这看看妈妈骗你们说，你这个儿子，容我讲，白跑边牧的户，边牧的户妈妈，眉毛比较舔谁呀？容我没洗的个，啊，人家妈做那个给我 ။ကြောင်ညာကသာလဲသက္ကာတိကြီးဖြုတ်နိုင်တယ်။ညာကသာလဲကိလေသာသတ်နိုင်တယ်။ညာကသာလဲမက်ကိုဖူရတယ်။ဒီလိမ့်ခြင်းနဲ့ညာမယ်။သူရင့်ကျက်သွားအောင်သဘာဝတရားပေါ်မှာပိုင်နိုင်သွားအောင်ခဏခဏလေ့ကျင့် ကျိန်ဖာများစွာလေ့လာရရှုကြည့်ရကိုယ်စီရသဘာဝတရားပေါ်မှာခိုင်ခိုင်မာမာယထာဘူတအသိဖြစ်ပေါ်ဒါလေ့ကျင့်လုပ်တဲ့ကိစ္စ ဒါတော့ခန္ဓာဆက်ကြည့်ရယ်ပရမဘယပေါက်ပြန်နာရီလို့သဘောပေါက်တာနောက်ဒုတိယဘိုင်းမှာပြက်တာတည်းညံမြင်ထားတယ်ဘုဒ္ဓတရားဘိုင်းကြာတော့ ဒီပြည့်တဲ့သဘောပဲထားကြည့်ဝိပဿနာဉာဏ်ဟာအနိစ္စရှုဖြစ်ပေါ်မှာပဲရှိပြည့်နေပါလားအဲ့ဒါအခုနောက်ပိုင်းမှာသဘောဝတရားရဲ့ဖောက်ပြန်ပြီးပြည့်တာ တခုသိရာကနောက်ဖောက်ပြန်ချက်တခုရဲ့အပြည့်ကိုလေ့လာသိတယ်နောက်တခုသော ဖောက်ပြန်မှုရဲ့အပြည့်ကိုသိတယ်ဒီလိုနဲ့ခန္ဓာအနှံ့ဖောက်ပြန်ပြောင်းလဲမှုမျိုးစုံတို့ရဲ့ ပုံမှန်အဖြစ်သိသွားတော့ရင်ခန္ဓာတကူလုံးပြည့်တဲ့သဘောကြီးပဲတရွာရွာနဲ့ပြည့်နေတယ်တဆုံဆုံနဲ့ပြည့်နေတယ်တရှိရှိနဲ့ပြည့်နေတယ်တမွမွနဲ့ပြည့်အားလုံးကို

穷饿米了，不饿饱。你看那也忙什么的呀？啊，白白，为啥把白念歪了。白的嘛，没变没细的。

ရစရာမရှိအောင်ဓလဇပ်ပြနေတဲ့အတွက်ဒုက္ခသစ္စာပဲအမှန်ဆင်းရဲပဲအဟုတ်ဆင်းရဲပဲဒီအသည့်ပရိညာဖြစ်အောင်ပိုင်နိုင်အောင်ကျွမ်းကျင်အောင်သိဖို့အတွက် ခဏခဏအားထုတ်ခြင်းဖာများစွာလေ့ကျင့်ကိုယ်ခန္ဓာကြောင်းကိုယ်သိလောက်တဲ့အသိဉာဏ်နဲ့ရည်ရည်လေးလေးသိအောင်လေ့ကျင့်ပေးရတယ်သစ္စာဉာဏ်ဖြစ်သွား ဘယ်နည်းနဲ့မဆိုပြောင်းလဲပြက်စီးပြီးတော့ရစရာမရှိတာအမှန်မိမိခန္ဓာကိုယ်ရထားဘူးတကြကြပြီးပြီးပြင်းပြသဘောပေါက်သွားရင်အမှန်ဆုံးဖြစ်တဲ့သဘောတရားကိုအမှန်သိရတဲ့

အာဟုဇာတရားရပါခန္ဓာရဲ့အဖြစ်မှန်အမှားတိုင်းညံပြောင်းလဲပျက်စီးနေတဲ့ယူစရာရစရာမရှိတဲ့ခန္ဓာပဲလို့ခန္ဓာဉာဏ်မြင်တိုင်းသဘောပေါက်နေတယ် သိတိုင်းသိတိုင်းအားကိုးရဖြစ်တယ်။တောင်အတ္တဒီပအတ္တဝရဏဓမ္မဒီပဓမ္မကရဏဆိုတဲ့မြတ်စွာဘုရားလမ်းညွှန်ချက်ဟာ မိမိခန္ဓာကိုယ်မှာပုဂ္ဂိုလ်သတ္တဝါမိမောက်ပြအနေနဲ့တော့ဘယ်နည်းနဲ့မှအားကိုးစရာမရှိဘူးခန္ဓာသဘာဝတရားတွေမှမရှိဘူးသဘာဝတရားကြည့်လိုက်ပြန်တော့လည်းပဲအောင်ပြန်ပြည့်စည်သည့်ပြည့်စည်ပဲနှစ်ခုစလုံးအားကိုးရမရဘူး အာဟုဟာရှားတဲ့ပုဂ္ဂိုလ်များအတွက်ခန္ဓာနဲ့ဆက်လို့တော့ဖြစ်ဘယ်မှာမှအာဟုရမယ်ဒီတိုင်းညာမြင်တဲ့ယောအတွက်တဏ္ဍာအဆင့်တန်းအဲ့တော့မြင်လာအာဟုရမရတဲ့ခန္ဓာကိုယ်ပဲအာဟုဟာမရှိတဲ့သဘောတရားပဲ ဒါသိသွားရင်ဒီအသိစီအာကိုရပဲဆိုတာတခြားမဟုတ်အာကိုရမရတဲ့ခန္ဓာမှာတော့စွဲမဲ့တွယ်ကပ်မနေတော့ဘူးဒီညာခန္ဓာကိုယ်ဒီအာကိုရမရတွယ်တာပါရခင်မနေလို့အပူဝဲအာကိုရရှိတယ်မပြတ်မစီမပြူမကွဲတဲ့ မဖို့နေပါသူညတန်းပြီအဲ့ဒါအားကိုးရသဘောအနေနဲ့တော့ခန္ဓာကိုယ်မှာဖောက်ပြန်ပျက်စီးပြုံးလဲပြီးတော့ရစရာမရှိဓာရီပဲလို့အားကိုးရမဲ့တာကိုသိလေးလေးဒီညာအားကိုးရဖြစ်တဲ့မဲ့ဖို့နေပါဘူးပြီးလေတော့ဤသို့စီရယောဂီမှာရရအားကိုးနော်ထူထား ကိုခန္ဓာကြောင်းကိုလေးလေးလာခြင်းနဲ့သိတိုင်းသိတိုင်းအာဟုဝရတယ်စာလုံးပေးလို့ပြောရင်သေကတနေရနေအသေကတနေဦးညံပြေးအာဟုရဆိုပြေးတာညံပြေးတဲ့သဘောကိုပြောတယ်ဒီလောကနဲ့ယောဂီသိအောင်

အဲ့တော့သိတိုင်းသိတိုင်းမိမိတို့အသိဉာဏ်အာဟုဝရှိတယ်ဆိုပြီးတယ်ဆိုဒီအသိဉာဏ်အာဟုဝပဲလို့တော့ဒီအသိကိုမိမိတို့ကိုဟာရင်ရရင်ထိုင်ရင်လျှောင်းရင်သိအောင်သိချင်ပါအလေးချင်းရရင်ဘယ်မှာနေလို့ခန္ဓာကိုယ်ဣရိယာပုဘယ်ဣရိယာပုနဲ့နေနေ ကိုအားကိုးရတော့ခန္ဓာပေါ်မှာသိတဲ့အစီအရာတော့သိနေမှာပဲအဲ့ဒါအလေးချင်းရအောင်မပြတ်ဘူးလားကြိုးစားတော့ခန္ဓာသဘောကိုဆက်ကြည့်ပါ ဝိပဿနာလုပ်ဟာခန္ဓာရဲ့ဖောက်ပြန်မှုသိမှုအဲ့ဒီသဘောတရားအမှန်ကိုအမှန်တိုင်းသိတော့ယထာဘူတဉာဏ်ကစပြီးတော့အမှန်ကြီးပဲသိတော့လေ့ကျင့် အမှားဆုံးဆိုတဲ့နှစ်စာလဲရောက်ရောလေ့ကျင့်မှုပြီးသွားတစ်ဆက်အမှန်တရားလဲပါတဲ့နိရောဓသစ္စာယုံနာဒုက္ခခပ်ပြီးချုပ်ပြတ်ငြိမ့်တဲ့တရားမျက်မှောက်ပြုပါ အမှားဆုံးချက်ပါအဲ့ဒီသစ္စာကိုလုံငန်းရအမိနဲ့သိအောင်အခြေခံကစာလေ့လာဖောက်ပြန်တဲ့သဘောလို့သတိကိုအဓိကထားပြီးတော့လေ့လာတဲ့ အစကနေပြီးတော့ပြည့်တဲ့သဘောညံပိုက်ရောက်ဖောက်ပြန်မှုသဘောဝတရားတို့ရဲ့လမ်းဆုံးအပြက်အဲ့ဒီအပြက်ကနေပြီးတော့ဒီပြက်မှုဖောက်ပြန်ပြောင်းလဲပျက်စီးတဲ့သဘော သိပြောင်းလဲပြည့်စည်တဲ့သဘောလို့သင်္ကတနေကယုံနာပရမအာလုံးတို့ရဲ့အပြစ်ကျေကျေပြန့်ပြန့်သိသိတော့ရင်အကြောင်းကြောင့်ဖြစ်တဲ့ပြုခြင်းပြင်းခြင်းမကင်းတဲ့သင်္ကတနေမှာတော့ ရုံနာသင်္ခါရအာလုံးဒီလူကြီးပဲပြက်ကုန်ပါလားပြုချင်းပြင်းမကင်းတဲ့သင်္ကတနေရအမှန်ဆုံးပြီးသွားဒါသစ္စာပြီးတယ်သင်္ကတနေရသိရတဲ့သစ္စာအာလုံးကဒုက္ခပြီး ဒီသဘောတွေကိုဒုက္ခမှန်သိလို့မတွယ်မကမမီမဝဲပဲနဲ့စွန့်ပြင်နိုင်ရင်စွန့်လွတ်နိုင်ရင်သာဂောပဋိနိစ္စောမုတ်တိအနာလျောဆိုတဲ့နိဗ္ဗာန်တရားပါဒါလုံငန်းနဲ့သွားတဲ့ပြီအဲ့တော့မိမိတို့ရဲ့ခန္ဓာလေ့လာတဲ့အသည့်ဘယ်ရောက် ေါက်ပြန်တဲ့အစာကိုသိတယ်ပြည့်တဲ့သဘောဝကိုသိနေတယ်ဒါရီရီသင်္ခါရနယ်မှာတော့အလုံးပြည့်နေတဲ့အမှန်ကြီး မိမိတို့အနီးကဆုံသိနိုင်တဲ့ကိုယ်ခန္ဓာကိုအမှန်သိရကနေစပုံစုံဘဖြန့်ပြီးတယ်။တော့မိမိတို့တို့ကတော့ကိုယ်ခန္ဓာကျင်ညက်ဖို့ပဲပြုစိုက်ပါ။မြတ်စွာဘုရားအနုရာရသုတ်ပါ။အနုရာရယဟောင်းပြောတယ် ဒုက္ခစီဝဖွင့်ပြမိယုံနာခန္ဓာနေမှာဒုက္ခပါရှိအဲ့ဒီဒုက္ခဒုက္ခရလို့သိပြီးတော့ကင်းအောင်ကွာအောင်ပြတ်အောင်ချုပ်အောင်အာထုံနိုင်ရင်ဒုက္ခသစ္စာနိရောဓံဒုက္ခချုပ်တဲ့နေပါခန္ဓာကြီး ဖောက်ပြန်ပြောင်းလဲပျက်စီးနေလို့ဒုက္ခနိဗ္ဗာန်ဒီအဲ့ဒီဒုက္ခတွေညင်းသွားမဖြစ်တော့အဲ့တော့မိမိကဒုက္ခညင်းခြင်းဒုက္ခညင်းတဲ့နိဗ္ဗာန်ရခြင်းဒုက္ခမြောင်ကြည့်ပါ ဒီဒုက္ခကိုဆွန့်လွတ်ခြင်းနဲ့ဆွန့်လွတ်နိုင်တဲ့အနေဖြစ်သွားလောက်အောင်ကိုကြည့်ပါဒုက္ခဆိုတော့ဘာလဲမိမိတို့ခန္ဓာမှာဖြစ်ရှိနေတဲ့ပြစ်မှုတွေ တောင်မြတ်စွာဘုရားသာသနာတော်မှာမြမစီယမဂ္ဂရှိယအကျင့်မြတ်ကိုဥသရီကျင့်သုံးဒုက္ခသပရိညတ်တံဖောက်ပြန်မှုတို့ပြက်သီးပြီးတော့ပြက်နေတဲ့အမှန်တရားဒုက္ခကိုဒုက္ခရဲ့လို့သိအောင်လို့နေကျင်တယ်သာသနာလုံးအာ ဘဂဝတရားရဲ့အပြစ်ကိုသိရတစ်ချက်သိရတကောလုံးဖွဲ့စည်းထားတဲ့သဘောဝအလုံးကလေဒီလိုပြက်ထားပဲလို့ခြုံလို့ရပုဂ္ဂိုလ်နဲ့ကိုလေ့လာပြက်နေတာလည်းပဲ သူ့အကြောင်းနဲ့သူပြက်တာ။ဖောက်ပြန်နေတာလည်းသူ့အကြောင်းနဲ့သူဖောက်ပြန်တာ။မိမိကဒီသဘာဝအမှန်ကိုအမှန်တိုင်းသိဖို့ကြည်တာ ကဲတော့တရားလို့အာထုတ်တဲ့ယောဂီဟာငကူရေယယောနိကောမနတိကာရအမှန်ဖြစ်ရှင်နေတဲ့သဘောတူအမှန်တိုင်းသိဖို့မှန်မှန်လေးနှလုံးဝင်ဖောက်ပြန်တယ်လို့သိလာရင်ပြက်တယ်လို့သိလာရင်သမာဓိဋ္ဌိညာဖြစ်သွားတယ် အဆက်လက်ခြင်းလို့သံမြာခြေပြခန္ဓာမတလဇအပြစ်ဒီပဲလို့သဘောပေါက်လာရင်တော့သစ္စာညာဖြစ်လာကိုလက်ခြင်းမှုဘောမှာတည်ရင်ကိုခန္ဓာနဲ့ကိုအသိနဲ့မလက်ခြင်းနဲ့ညာအကြောင်းဖြစ်ဒီတရားကြီးစင်စစ်အားကိုးရာရေလို့ယုံကြည်ရင်လက်ကျင်မှုမခဲရဘူးကြိုးစားပါ လေးလာလေ့ကျင့်တဲ့နေရာမှာလည်းပဲအရှုခံဖြစ်တဲ့ခန္ဓာကြီးသဘာဝတရားဖြစ်ပုံပရမတ်ဖြစ်ပုံမိမိတို့အနေနဲ့ဖန်တီးကိုယ်ကဲလို့မရတဲ့အနတ္တဖြစ်ပုံသဘောပေါက်တယ် ခန္ဓာပဲလို့နေနေသဘာဝအရှိရတော့အရှိတယ်မိမိကခန္ဓာဣရိယာပတ်ပုဂ္ဂိုလ်ရှုတာမဟုတ်ဘူးသဘာဝကိုရှုမိမိတို့သိဉာဏ်ကလည်းပဲဒါကိုသိဖို့အတွက်ကျမ်းဖောင်ပြီးတော့ခန္ဓာကိုယ်တစ်မျိုးတစ်ပုံလောက်ပြီးတော့နှိပ်စက်ရှာယူရတာမဟုတ်ဘူး အရှိကိုရှိတဲ့တိုင်းစီအညောင်းအောင်ကြိုက်အောင်ထိုင်ပြီးလို့ရှားတဲ့အလုပ်မဟုတ်အညောင်းမခံနဲ့ခန္ဓာကိုယ်ပင်ပန်းမခံဘဘာဝအရှိကိုသာသိရမယ်ဆိုရင်တွားရထိုင်လျောက်ဒီခန္ဓာရဲ့ယက်တည်နိုင်မှု ဣရိယာပုဘယ်ဣရိယာပုနဲ့မဆိုးဘူးဘယ်လိုနေနေသဘာဝရှိရတော့ရမသွားဘူးပြောင်းလဲမသွားဘူးကိုယ်ဖြီမသွားဘူးအဲ့ဒါကိုလောက်ပြန်ယူတဲ့အသိမဟုတ်ဖဲနဲ့ရိုးရိုးစီမှန်မှန်စီသက်သက်သာသာကြည့် 一路啊，第二个没办的，谁应当纪念了？生你多你人多耶，可谁一屁？福你第个我讲，生你嘛，不把我变个死哟。 ြောင်းလဲလုတ်ကြံပြီးယူရတာမဟုတ်တယ်ပင်ကိုယ်တိုင်းသိအဲ့တော့မိမိတို့ဘယ်နေရာမှာဖြစ်ဖြစ်အရှုဘဖြစ်တဲ့ခန္ဓာဘယ်တော့မှမရက်တဲ့သဘာဝတရားတွေပဲလို့ ယုံကြည်ထားဖို့တစ်ချက်ရှုတဲ့ဉာဏ်သည်ခန္ဓာရဲ့သဘာဝအရှိကိုသာပတိလေးထားပြီးတော့သိတရားမဆိုတဲ့တစ်ချက်ဒီနှစ်ချက်ကိုသဘောပေါက်လိုက်ရင်ဒါရှုလို့ရပါ နောက်ဆုံးမြတ်စွာဘုရားသိတိပိတိခိုင်းစည်းစာရင်ပောင်းရင်ဆေးရင်ဒါလည်းပဲသတိရှိဖို့ပဲလိုတယ်ဂုတ်တိသာဂရတိအိတာဖြစ်ဖြစ်လုံးရာဖြစ်ဖြစ်ဘာသိတိတုံလီပေါင်းစကားပြောတာဖြစ်ဖြစ်တိတ်တိတ်နေတာဖြစ်ဖြစ်ဥစ္စာရပဘာဝကာမကြီးကြီးငယ်ဆွနာဖြစ်ဖြစ်သဘာဝရှိဖို့တော့သိဖို့ဒါမြတ်စွာဘုရားလက်ညှိုးကျအတိအကျပေးတာ

ခန္ဓာရဲ့ပင်ဝူသဘာဝကိုပြောင်းလဲနေတာဒီဟောက်ပြန်ပြည့်စည်နေတာဒီဓာရီသိဖို့အဓိကအဲ့တော့မြတ်စွာဘုရားသာသနာတော်ဒီယထာဘုဒ္ဓသာသနာသဘာဝသာသနာအနတ္တသာသနာဖြစ်တယ်။ဖန်တီးလို့ယူတဲ့သာသနာမဟုတ်ဘူး။ဒါဝမိမိတို့မျက်ချင်ပေါ်ပြန် သဘာဝအရှိကိုသာပြီးပြီးပြင်းပြင်းစိတ်ကြီးကြီးလည်းနဲ့သိဖို့သာလိုတဲ့အလုံးလို့ဒါသဘောပေါက်ပြီဆိုတာကာယအချိန်ကြည့်ပါဦး